ါရှင်ခရစ်တက်တလီဝေရှင်ချန်နယ်မှာသတင်းတွေကိုတင်ဆက်ပေးနေပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ UNLEE ကိုတရားဝင်အုပ်ချုပ်ရေးအဖွဲ့အဖြစ်အတိအမှတ်ပြုပေးရန်ကုလသမဂ္ဂနဲ့နိုင်ငံတကာတာဝန်များကိုအရက်ဖက်အဖွဲ202ဖွဲ့ကတောင်းဆိုဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းမြူတာအဖွဲ့ချုပ်အာရခတက်တော် UNLEE ကို ရခိုင်ပြည်အတွင်းတရားဝင်အုပ်ချုပ်ရေးအာဏာပိုင်အဖြစ်အတိအမှတ်ပြုပေးရန်ပြည်တွင်းပြည်ပရခိုင်အမျိုးသားရဖက်အဖွဲ့အစည်းနေရနှဖွဲ့မှကုလသမဂ္ဂနှင့်နိုင်ငံခြားတန်အမတ်များထံသို့2025ခုနှစ်စက်တင်ဘာလအတွင်းကအုပ်ွင့်ပေးစာပေးဖို့တာဆိုထားကြောင်းသိရှိရပါသည်။ UNLA ကိုတရားဝင်အုပ်ချုပ်ရေးအာဏာပိုင်အဖြစ်သတ်မှတ်ပေးရမည့်အကြောင်းအရင်းကိုအဆိုပါအရက်ဖက်အဖွဲ့အစည်း202ဖွဲ့မှအာရိကန်အမေရိကန်ကွန်မြူနတီမှဥက္ကဋ္ဌဦးစောဝီဆန်ကပြောပါတယ် လက်ရှိရခိုင်ပြည်အတွင်းမှာအများပြည်သူအတွက်အထွေရေးပါတဲ့အုပ်ချုပ်မှုလုံခြုံရေးနိုင်ငံရေးနဲ့လူအဖွဲ့အစည်းဖွဲ့စည်းရေးတာဝန်တွေကို UNLA ကတင်ဆောင်ဖြစ်ရှင်းနေတာကြောင့်ဖြစ်ပါတဲ့တမ်မတော် SCC ရဲ့အုပ်ချုပ်မှုဟာမပြည့်စုံနိုင်တဲ့နေရာတွင်စစ်ပွဲဖြစ်နေတဲ့ဒေသတွေမှာတပ်တန်းအနည်းဆုံး6နှစ်အထိ UNLA အဖွဲ့ကမျိုးစုံသောအုပ်ချုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့နယ်မြေအုပ်ချုပ်ရေး၊တရားမျှတရေး၊ကျန်းမာရေး၊ပညာရေး၊လူမှုဖွံ့ဖြိုးရေးစတဲ့တာဝန်တွေကိုထမ်းဆောင်နေတာကြောင့်ဖြစ်ပါတဲ့ အပြည်ပြည်ဆိုင်ရာအတိမတ်ပြုမှုရရှိဖို့လိုအပ်လာတာဖြစ်ပါတယ်လို့ပြောပါတယ်။ UN လင်း AA ကိုတရားဝင်အာဏာပိုင်အဖွဲ့အဖြစ်အတိမတ်ပြုရန်လိုအပ်သည့်အကြောင်းရင်းများကိုလည်းဦးစောဝေဆန်ကဆက်လက်ရှင်းပြထားပါတယ်။အစိုးရအာဏာလက်တွေ့ရှိနေတာနေမြေအများစုမှာလုံခြုံရေးတရားရင် စာဝင့်နေရေးအခြေခံဝန်ဆောင်မှုတွေကိုထိန်းချုပ်နိုင်နေတာပြည်သူအထောက်ပံ့ရရှိနေတာရခိုင်ပြည်သူတွေအနေနဲ့တိုင်းရိုက်ထောက်ခံမှုတွေပေးနေတာအပြည်ပြည်ဆိုင်ရာကွာဟမှုဖြစ်စင်းရေးအတွက်တာဝန်ယူနိုင်သူအဖြစ်အတိမတ်ပြုဖို့လိုအပ်တာ အကြမ်းမဲ့အဖွဲ့တွေကြောင့်ဖြစ်ပေါ်နေတဲ့နေနမိတ်လုံခြုံရေးပြဿနာတွေကိုစနေတကြဖြစ်စေနိုင်မှုဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်စကုတ္တဆိုချမ်းများမှာရခိုင်ပြည်အတွင်းအုပ်ချုပ်ရေးအာဏာကိုတရားဝင်အတိမတ်ပြုရန်နာယူရခြင်းဖြစ်ပြီးမြန်မာတိုင်းနိုင်ငံလုံးအတွက်မဟုတ်ကြောင်းလည်း ACC ဥက္ကဋ္ဌဦးစောဝေဆန်ကပြောပါတယ်။အိတ်ခွေပေးစာများကိုကုလသမဂ္ဂမြန်မာနေမြေဆိုင်ရာအဖွဲ့အစည်းများ UNDP, UNOCHA, UNACR, UNICEF, WFP စသည့်အစိတအာစာဒေတာစင်နိုင်ငံတန်အမှန်များအမေရိကန် EU နဲ့အာဆီယံဖွဲ့ဝင်နိုင်ငံများတန်အမှန်များထံသို့ပေးပို့ထားကြောင်းသိရှိရပါသည်။ရည်ရွယ်ချက်ကတော့တက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ UNLEA ကိုဆရာဖွဲ့ဖြစ်နာမှာကတာဝန်ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့အဖြစ်အတိအမှတ်ပြုပေးဖို့ဖိအားပေးခြင်းဖြစ်ပါတယ်လို့ ACC ဥက္ကဋ္ဌဦးစောဝေဆန်းကဆိုပါတယ်။ဒါအပြင်ရခိုင်ပင်လားတိနေဆက်ဒေတာမှာ ARSARSO အဖွဲ့များကြောင့်ဖြစ်ပေါ်နေသည့်ညနေမိတ်အန္တရာယ်များအကြမ်းဖက်မှုများနှင့်ဒေသခံပြည်သူများလုံခြုံရေးဆိုးရိမ်နေရခြင်းအပေါ်ဖြစ်ရှင်းဆောင်ရွက်ပေးရန်လဲကုလသမဂ္ဂအဖွဲ့အစည်းများနှင့်နိုင်ငံတကာအသံမှန်များကိုအိတ်ခွင့်ပေးစာမှတောင်းဆိုထားကြပါသည် WAO အဖွဲ့မှအတွင်ရမှုဥသိမ်းထွန်းဆိုင်က ISO နဲ့ RSA တို့ရဲ့လှုပ်ရှားမှုတွေကြောင့်ညနေမိတ်ဒေတာမှာလုံခြုံရေးအန္တရာယ်တွေတွလာတော့ ဘင်္ဂလားဒေ့ရှ်ပြန်မှစစ်တင်တဲ့ယာယူသူတွေဝင်ရောက်လာတော့ဒေသခံလူထုအပေါ်ချက်ဖတ်မှုတွေဖြစ်ပေါ်နေတာစတာတွေကြောင့်တည်ငြိမ်ရေးအပေါ်ထိခိုက်မှုတွေဖြစ်နေပါတယ်။ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနိုင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ဒီအကြမ်းဖက်အဖွဲ့တွေကိုတာစီပေးဖို့စစ်ဆေးပေးဖို့နဲ့ပံ့ပိုးမှုမပေးချဖို့တောင်းဆိုပါတယ်။နေနမိတ်ဒေတာအတွင်းလုံခြုံရေးနဲ့ငင်းချမ်းရေးအတွက် UNLA နဲ့ပူးပေါင်းအလုပ်လုပ်ဖို့အတိအမှတ်ပြုဖို့လည်းတောင်းဆိုပါတယ်လို့ပြောပါတယ်။ လက်ရှိရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတက်သော UNLA ကရခိုင်ပြည်အတွင်းမှာနေမြေအများစုကိုပန်ဆိုင်ထားပြီးအုပ်ချုပ်ရေးအာဏာတရားရေးစနစ်လုံခြုံရေးစီရေးအဖွဲ့များကျန်းမာရေးပညာရေးလူမှုဖွံ့ဖြိုးရေးစသည့်စနစ်များကိုလက်တွေ့ကောင်တဲဖော်ထားသည့်အဖွဲ့အဖြစ်အရေးပါနေကြောင်းအရက်ဖက်အဖွဲ့အစည်းများကပြောဆိုထားကြပါသည် ရခိုင်ပြည်မြို့နယ်၁၈ခုရှိသည့်အနက်၁၄မြို့နယ်ကိုအပြည့်အသက်သိမ်းပိုက်ထားပြီးစစ်တွေကြဖြူနယ်မအောင်မြို့ပေါ်တို့ကအနာသိန်းစက်ကောင်းစီကထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီးစစ်တွေကြဖြူတို့မှ AAC ရဲ့ဖိအားကိုစစ်ကောင်စီကရင်ဆိုင်နေရပါတယ်။ အမ်းမြေပေါ်မင်းများများဦးကြောက်သောပုံနာကျွန်းရသေးတာဘူရီတောင် မောင်းနောပောက်သောကွာတောင်ကုန်းတန်တွင်ရမ်းပြေစားတဲ့နေမြေတွေဟာ UNLA ရဲ့လက်အောက်အုပ်ချုပ်မှုရှိနေပါတယ်ဒေသခံအများစုကလည်း UNLA ရဲ့အုပ်ချုပ်မှုကိုတိုင်ရိုက်ခံယူနေပြီးယုံကြည်မှုရရှိထားတာဖြစ်ပါတယ်ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့တာဝန်ရှိသူအဖြစ်အတိအမှတ်ပြုဖို့လိုအပ်နေပါတယ်လို့ WAO အဖွဲ့မှအသွေးအမှုဦးနှိမ်ထွန်းဆောင်ကတာဆိုထားပါတယ် အနာတင်းစက်ကောင်စီမြန်မာစစ်တပ်က2023ခုနှစ်ဖေဖော်ဝါရီလအတွင်းအနာသိမ်းမှုပြုလုပ်ပြီးကြတဲ့ကပြည်သူများ၏သဘောတူညီချက်မရှိတော့ကြောင်းအချုံမှုနယ်မြေများမှာလည်းလက်တွေ့အနာမတိမြဲတော့ကြောင်းနဲ့ရခိုင်ကချင်ချင်းကရင်စားတဲ့နယ်မြေများမှာအနာထိန်ချုံမှုမရှိတော့ကြောင်းအရက်ဖက်အဖွဲ့အစည်းများကပြောပါတယ်။နယ်မြေအလိုက်တရားဝင်မှုဟာအလွန်နေပါသွားပြီးဒေသခံတွေအနေနဲ့မယုံကြည်တော့တဲ့အခြေအနေဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေအရက်သားပေါ်လူခွင့်ရေးချိုးဖောက်မှုတွေကြောင်း နိုင်ငံရေးတရားဝင်မှုအဆုံးသက်သလိုဖြစ်နေပါတယ်လို့ ACC ဥက္ကဋ္ဌဥစောတည်ဆန်းကပြောပါတယ်။နိုင်ငံပြည်မအစင်မှာလည်းအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် UN, EU, US, ASEAN ဖွဲ့ဝင်အချို့မှအာဏာသိမ်းစစ်ကောင်စီကိုတရားဝင်အစိုးရအဖြစ်အတိအမှတ်မပြုကြောင်းလည်း၎င်းကဆိုပါတယ်။အပြည်ပြည်ဆိုင်ရာအစင်တွေမှာတရားဝင်မှုမရှိတော့တယ်လို့အကြမ်းမဲ့တပ်ဖွဲ့အဖြစ်တတ်မှတ်ထားခြင်းလက်နက်အင်အားပေါ်အခြေခံထားသည့်အာဏာဖြစ်ခြင်းနှင့်ဆက်အာဏာရှိခြင်းသည်တရားဝင်မှုမဟုတ်ကြောင်းလည်းပြောပါတယ်။ ရခိုင်ပြည်အတွက် UNAAE တရားဝင်မှုများမှာရခိုင်နယ်အများစုမှာလက်ရှိအာဏာရှိခြင်းအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းခြင်းတရားရင်ကျမ်းမာရင်ပညာရင်လူမှုဖွံ့ဖြိုးရေးစာဝတ်နေရေးအစီအစဉ်များအမှန်တကယ်အကောင့်တွေပေါ်လျက်ရှိတယ်လို့ဆိုပါတယ်ပြည်သူယုံကြည်မှုမှာလည်းဒေသခံပြည်သူအများစုက UNAAE ကိုတန်တန်းတူလို့တောင်အစိုးရအဖြစ်လက်ခံထားတဲ့အဖွဲ့အနေနဲ့ယုံကြည်နေကြတယ်လို့ပြောပါတယ် အကြမ်းမဖက်သည့်အုပ်ချုပ်မှုတရားမျှတရေးလုပ်ငန်းများဒေသခံထောက်ခံမှုများကြောင့်တရားဝင်မှုအမြင့်ဆုံးအဆင့်ကိုရရှိနေကြောင်းလည်းအရက်ဖက်ဖွဲ့များကဆိုထားပါတယ်နိုင်ငံပြင်အဆင့်မှာလည်း UNLAA ကကနဦးအနေဖြင့်တရားဝင်အတိမတ်ပြုမရသေးပေမယ့်နယ်မြေအတွင်းလက်တွေ့အုပ်ချုပ်ရေးအာဏာရှိနေသည့်အဖွဲ့အဖြစ်သုတေသနအဆင့်အလားများမှာအသုံးပြုလာကြောင်းပြောပါတယ်။အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ UNOCHA, WFP, INGO က UNAAA ထင်းချုပ်ဒီဒေသများအတွင်လူမှုကွန်ရက်မှုလောဆောင်ရမှာတိုက်ရိုက်ပူပေါင်းနေကြအိတ်ခွေပိစာကဆိုပါတယ်ရခိုင်ပြည်အတွင် UNAAA နဲ့စစ်ကောင်စီတို့အားတရားဝင်မှုနဲ့ပတ်သက်၍နှိုင်းယှဉ်မှာကစစ်ကောင်စီကိုပြည်သူကမယုံကြည်ပေ UNAAA ကိုပြည်သူကယုံကြည်ကြကြောင်းအရက်ဖွဲ့ဖွဲ့စီများကပြောဆိုထားကြပါတယ်ရှင်ဆလပင်ဖာမွန်မြို့နယ်မှာစစ်တပ်က BGN နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးလာ၍တိုက်ပွဲများအပြင်းထန်ဖြစ် စစ်တပ်ဘက်မှထိခိုက်ဒဏ်ဆုံမှုများရှိပြီးမိန်းအင်အားအလွန်ရင်ဖြင့်ထိုးစစ်ဆင်လာနေဆဲဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ကရင်ပြည်နယ်ဖာပွန်မြို့နယ်လူဘောတိရွာကိုစစ်ကြောထိုးလာသည့် BGN နှင့်စစ်တပ်ဘူမအဖွဲ့ကို၄ရက်ကြာကြာဖြတ်တိုက်ခိုက်ရန်စစ်တပ်ဘက်မှစစ်ဦးထက်မင်းထိခိုက်ဒဏ်ဆုံခဲ့ကြောင်းငကနဲ့စစ်ကြောမှစစ်ကြောမှုပိုတက်သူကပြောကြားပါသည်။စနေမလ22ရက်နေ့ကစတင်ပြီးဖာပွန်မြို့နယ်လူဘောတိရွာကို မောင်လာကျန်ဦးဆောင်ဒီ PGN ဖွဲ့နှင့်အကြမ်းမတ်စစ်တပ်ပူးပေါင်းထားသည့်အင်အား300ခန့်မှစစ်ကြောင်းကစစ်ကြောင်းထိုးလာ၍တော်လှန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။၎င်းထိတဲ့တိုင်ပွဲကစနေမာလာ26ရက်နေ့အထိဖြစ်ပွားခဲ့ပြီးအကြမ်းမတ်စစ်တပ်ပံမဆဲဦးထက်မင်းနဲ့ထိခိုက်တိုက်စုံကနဂနက်စစ်ကြောင်းပံမလေးတော်လန်ရေးရဲဘော်ချဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာအကြမ်းမတ်စစ်တပ်ပံမစစ်ကြောင်းမတိုးနိုင်ပေမယ့်အင်အားများထပ်မံဖြစ်တဲ့နေရွေးတိုင်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း တော်လည်းရဲရဲပေါ်များသည်လည်းစစ်ကြောင်းထမှန်ထိုးလာမည်ကိုစောင့်နေကြောင်းသိရပါသည်။စနေမလ22ရက်နေ့မနက်ပိုင်းကစပြီးတော့ No Body ကျေးရွာအနီးမှာတိုက်ပွဲဆဖြစ်တာပါ။26ရက်နေ့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တပ်ပြန်ဆုတ်ခဲ့တယ်။အဲ့ဒီစခွေတွေကကမာမဘက်ကနေလာပြီး BGF ကမောင်းလာကြိုင်နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကိုစစ်ကြောင်းထိုးတာပါလို့ငကနဲ့စစ်ကြောင်းမှစစ်ကြောင်းမှုပို့တက်သူကပြောပါတယ်။ နိုင်ငံနဲ့စစ်ကြောင်းတွင်ဖာမွန်ခရိုင်အတွင်အကြမ်းမတ်စစ်တမ်းနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့၏စစ်ကြောင်းထုံးမှုများကုန်ကျင်းပများစွာချဖြတ်တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီးမထောဆင်ဆွဲတောင်တုံလုံး၊နိုဘော်တီကတိုင်တီနှင့်မေပလီတက်စကန်နှင့်နောက်ပွဲများမှလည်းပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါသည်။ မြေမြန်မာလိန်အကြမ်းမတ်စစ်တပ်ကအင်အားလုံးရင်းဖြင့်ထပ်မံစစ်ကြောင်းထိုးရန်ပြင်ဆင်ခြင်းကြောင့်ခရဲဖြစ်တင်ရဲနဲ့တရားညရဲဘော်များကိုစေဝါကုသရန်စေဝါများနဲ့လိုအပ်လျက်ရှိ၍ပြည်သူများပူးပေါင်းပါဝင်ကြရန်မြစ်တာရဲခန့်ကြောင့်ဒကနက်စစ်ကြောင်းမှစစ်ကြောင်းမှုပို့တဲ့သူကဆက်လက်ပြောဆိုပါတယ်ရှင်